အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ Trip in မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းမြင်ကွင်းတွေကိုပြန်လဲမျှဝေပေးနေတာဖြစ်ပါတယ်အခုဒီနေ့မှာကတော့ Episode 89အနေနဲ့တွေ့မြင်ရမယ့်မြင်ကွင်းတွေကရွှေညောင်းရက်ဆောက်တို့မဟုတ်တောင်ကြီးရက်ဆောက်လမ်းပေါ်မှာရှိနေတဲ့တောင်တွေကနေပြီးတော့တောင်လေးလုံးကိုတောတွေကနေသွားတဲ့လမ်းနဲ့ ဟဲဟိုပင်တရလမ်းပေါ်မှာရှိနေတဲ့ဖြက်လန်းဟဲတိန်ကနေတောင်လေးလုံးကိုဖြတ်ထွက်တဲ့လမ်းတော်တွင်နွေရာသီရှမ်းတောင်ရဲ့မြင်ကွင်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ဒီပြည်တော်စုလမ်းမကြီးကနေပြီးတော့ခွဲထွက်သွားတဲ့ ရက်ဆောက်လန်ခွဲရက်ဆောက်လန်ခွဲတွေကိုဝင်လာတာဖြစ်ပါတယ်။ဒါတောင်ကြီးရက်ဆောက်၊ရွှေညောင်ရက်ဆောက်လမ်းရဲ့အစိတ်ပိုင်းမှာညာဘက်ကအကုန်းလှန်ကန်ဖြစ်ပါတယ်ဗျ။အာဒီမှာကကုန်းလှိုင်ဒီမှာစကူးလေးရှိတယ်နေရာဒီအာဟိုပါဗောကလေးတွေအတွက်ဒါကျွန်တော်တို့အခုကလေဒီဒီဒီနေကာလာမှာရက်ကူးထားတဲ့ညင်ကွင်းလေးဖြစ်ပါတယ်ဗျ ဒီခီးစဉ်ကကျွန်တော်တို့အရှိအဖြစ် -30 ကျော်အချိန်အဖြစ်တော့တနအီဆွန်းဆွန်းမောင်းမခီးဖြစ်ပါတယ်အခုဒါကโอเคဒီလန်းဒါတောင်နီကိုရောက်ပါပြီတောင်နီကနေတာကျွန်တော်တို့ကဂျာမနီလန်းလို့ခေါ်တဲ့လန်းထိပ်ပေါ့ဒီလန်းကနေပြီးတော့ဝင်သွားမှာပါအထဲကအခုဒီလန်းကြီးကနေဝင်သွားပါတောင်နီကနေပြီးတော့ဘယ်ဘက်ကိုခွဲထွက်သွားမှာလန်းပါအာဒါကအာဖျားငါးစုရွာပေါ့ ီမှာကဖျားကားစမူလာတယ်လို့ကြောင်းအခုကကြောင်းလေးရလေအကွေဒီနာ language အဲ့ language လေးရတော့မှတ်မှတ်ရပါပဲကျွန်တော်တို့ကဘယ်ဘယ် language တိုင်းလိုက်ခဲ့တယ်တကယ်တော့ကျွန်တော်တို့မူရင်းကပင်တရားပဲသွားမလို့တိုးတော်လဲကျွန်တော်တို့ကတောင်လေးလုံးပဲလိုက်မိသွားတဲ့အတွက်တောင်လေးလုံးခီးဖြစ်သွားတယ်ပေါ့တွားကြည့်ဒီဘက်ကဂျွာတွေကနော်အဲ့လိုမျိုးလေးတွေအာဂျွာဆိုပေမဲ့တသက်ရရက်လုံးဝဟိုဘယ်လိုပြောရမလဲတကယ်ကြည့်ပြောရှုပြောနေချင်စရာနေရာလေးတွေ နေကြခဲ့နေဗျ။အဲဒါကဆယ်ကြီးပန်းတော့ရောဟာလာကကိုဒါဆယ်ကြီးပန်းတော့ရောပေါ့ခုနအတဲတန်းကြောင်းကိုပေါ့ဘာလို့မျိုးလဲဆိုလို့ရှိရင်เนาะအမ်ဘယ်လိုပြောရမလဲဆိုတော့ညနေဆောင်းလေးအဲလိုမျိုးဆန်ဆက်လိုအချိန်မျိုးလေးဆိုရင်ပိုလှတယ်ဒီလမ်းလေးကလေးသွားလို့ အခုလည်းမိုက်တာပဲဒီမှာကြည့်စိမ့်ဆိုပြီးတော့လွတ်လပ်ပြီးတော့ကျေပြောတဲ့မြင်ကွင်းနေညဘကရေချိုးချတာလားဘာလားမသိဘူးနော်အမိုးလေးနဲ့ခါလေးရလေဒီအိမ်ကြီးကဒီနားမှာတလုံးလေးဗျဟိုးရွှေချက်ဟိုးကောင်းရံထိုးကြနေတဲ့ရောင်စင်တန်းနေနဲ့ဟိုးညာဘက်မှာကစိမ့်ဆူနေတဲ့မြင်ကွင်းနေတဲ့ very good very nights okay ပါပဲပြပြောဘဝရဲ့အမောတွေစိတ်ပန်းပြေနေတာလေးတွေကိုကျွန်တော်တို့နဲ့အတူဒီမြင်ကွင်းလေးတွေလိုက်ကြည့်ရင်းနဲ့ခိတအမောပြန်အမောအပန်းပြေနိုင်ပါစေလို့အာမြတ်တာဖို့ဆုတောင်းပါတယ်ဗျာ လုံးဝဖြင်းချင်းနဲ့ချင်းချင်းနဲ့မြင်ကွင်းတယ်စကားတွေမပြောဘဲနဲ့အဲနောက်ကဒီလုံးလေးနဲ့မြင်ကွင်းလေးနဲ့အရာတော်ခံစားကြတာပါ နေကြကိုမျက်စိတဆုံးမြင်ရတဲ့နေရာတွေဒီနေရာတွေကအာညာဘက်ကတန်သေးဖုံးတော်ကြီးကြောင်းတဲ့ဒါလဲရွာလေးကိုဝင်လာပြီအာဒီကလေးတွေစာဝတ်တော့ဖြည့်နေကြတယ်အဲ့ဒါရှေ့မှာက တန်တဲ့အထက်ကကြောင်းရှိတယ်။ဒါကျွန်တော်တို့အဲအဲ့ဒီမှတ်တမ်းတင်ခဲ့တဲ့အချိန်လုံးကအာဆမ်မပွဲနောက်ဆုံးနေ့အဲ့တော့မြင်ဝင်လေးတယ်။ဒီလိုနေ့မျိုးကတော့ကျောင်းသားဘွားကအပျော်ဆုံးနေပဲ။나이ဘိုင်းအတွင်းမှာဒါကလနဲ့ချီတဲ့လွတ်လပ်ခွင့်ညရတော့မှာဆိုတော့တန်တဲ့အထက်ကအမနာလေ။တန်တဲ့ထက်တန်းကြောင်းဒီဆွာကြီးတွေကြီးတယ်ဗျ။စီလဲစီရယ်ဗျ။ အော်ဒီမှာညာဘက်ကဒါကတန်လုံးဖုံးတော်ကြီးကြောင်းနဲ့ညောင်ရွှေကံကြီးပြည့်ရတိစာတင်လိုက်တိုက်ခွဲလို့တွေ့ရတယ်ဗျဒီနားမှာကအဲ့ဒီတန်ဒဲဆိုတဲ့ဖုံးတော်ကြီးကြောင်းလေးရှိသေးတယ်ဟိုအတွင်းဘက်မှာတန်လုံးတို့တန်ဒဲတို့တန်သေးတို့ជីဒီမြင်ကွင်းတွေဆိုလို့ជីဟိုမှာနေအောင်လေးထိုးကြနေတာပဲအောက်မှာအာနေချခင်းနေနဲ့တကယ်ကိုစိတ်ချမ်းသာစရာကောင်းတဲ့မြင်ကွင်းတွေပဲ ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တီတုန်းကတော့အာဒီငလျင်နဲ့ပတ်သက်တဲ့အမြင်ကွင်းတွေကိုကျွန်တော်တို့ဇက်တိုက်မျှဝေခဲ့ပါတယ်အခုကတော့ကျွန်တော်တို့ပုံမှန်မျှဝေနေကြသည့်နည်းနည်းအာစိတ်အမောပြေစေမဲ့မြင်ကွင်းလေးတွေတကယ်တိုးတောင်ရတ္တကိုခံစားမဲ့မြင်ကွင်းလေးတွေကိုပြန်လည်မျှဝေပြတာဖြစ်ပါတယ်ဗျာ ဗာကြီးဒါဆိုနေကြခင်းနေပြီ။အိုးမတောင်တွေ့လား။အဲ့တောင်ကရေနွေးရွာရေနွေးရွာဆိုတာကျွန်တော်တို့ပြည်တော်စုလမ်းမကြီးကနေသွားလို့ရှိရင်အေးဒီမှာအခုဒီနောက်ပြန်ထွက်လာပြီဒါ။ခုနပြည်တော်စုလမ်းမကြီးသွားရင်မြင်ရတဲ့ရေနွေးရွာတောင်ပေါ်ကစီးပြီ။ Okay နောက်တစ်လမ်းသွားမယ်။ကျွန်တော်တို့ဒါမချိနဲ့လို့နောက်နေကြတော့အခုကျွန်တော်တို့ဟဲဟိုးနဲ့ပင်တရားချားမှရှိနေတဲ့ဖြက်လန်းလေးအဲ့လန်းနေပြီးတော့တောင်လေးလုံးကိုပြန်ထွက်မှာဒီလန်းနေဝင်မှာ။ဒီလန်းဟဲသိမ့်ပြည်မြတ်တောင်ကိုသွားတဲ့လန်း ဒီလန်းဒီလန်းအနေကွင်းသားမှာဒီလန်းကိုဒီကနေစပြီးတော့ကျွန်တော်တောင်လေးလုံးအစုံအထိကိုလည်းလွန်ခဲ့တဲ့ခပန်းကြီးထင်းနဲ့နှစ်နှစ်လောက်ကထင်းနဲ့ကျွန်တော်မျှဝေဘူးလေဗျအခုကတော့ဒါကနွေရာသီမြင်ခွင်းပေါ့ကြည်ကြည်လိုက်တာနဲ့ဘယ်လိုခံစားရမလဲဆိုတော့လွတ်လပ်သွားတယ်ဟဲ့အဲ့လိုမျိုးဒါပေမဲ့နွေရာသီဖြစ်တဲ့အတွက်တော့မြင်ခွင်းကနေငယ်6တွေ့တယ်ဒါဟဲ့သိမ့်ပရမရတောင်း တော်ရရှိနေကြဒီပေါ်မှာလေကမ္ဘာနဲ့ဟိုဟာတရားစခန်းတွေရှိတယ်ဟိုးရင်နေတော့ကဆိုလို့ရှိရင်တော့နိုင်ငံသားအများပြားဂျောဂီတွေအများပြားလာရောက်ပြီးတရားအထုတ်တွေရှိတယ်အခုလက်ရှိအခြေအနေတော့ကျွန်တော်တို့အသေးစိတ်မသိကြဘူးပြတော်တော်လေပြည်တွင်းဂျောဂီတွေတော့တရားပေါ့ရှိနေမယ်ချစ်ဒီလမ်းနေဆိုရင်တကယ်တောတောင်တွေကလမ်းဒီလမ်းကကျွန်တော်တို့ဟိုဟာလေအာပြည်တော်စုလမ်းမကြီးနဲ့အပြိုင်သွားနေတာပေါ့ပြည်တော်စုလမ်းမကြီးနဲ့အပြိုင်သူကအာဟဲဟိုးပင်တရာလမ်းကနေပြီးတော့ ရွှေညောင်ရက်စောက်လမ်းကိုဖြတ်ထွက်တယ်လဲရောင်ရီလမ်းမကြီးနဲ့အပြန်ဒါပေမဲ့သူ့ရဲ့အာသာချက်ကတော့ဘာလဲဆိုတော့အဲဒီတော့တောင်ရက်တာကိုအပြည့်အဝခန်းစားရတဲ့ညင်ခွင်းနေရှိတယ်လဲအခုຫນွေရသည်ဆိုလို့ရှိရင်ဒီလိုမျိုးညင်ခွင်းလေးတွေမြင်ရမယ်မိုးရသည်ဆိုလို့ရှိရင်ထိတဲ့စိမ့်ဆိုတဲ့ညင်ခွင်းတွေမြင်ရမယ်အခုလိုကြေးရွာလေးတွေကိုလည်းတွေ့ရမယ်လမ်းမှာ ဒါကတော့ရှမ်းတောင်ရဲ့တင်ဂီတာညောင်ပိန်းနဲ့ပဲနေဟိုးရင်ခက်ကတော်လန်ခီးသွားကြလို့ရှိရင်ဒီအပင်စုတွေမှာဒါစကန်ချရန်နာကြတယ်လှဲဝိုင်းနေအာဆင်နေငင်းနေရန်နာကြလေရှိတယ်ရန်နာစကန်နေပေါ့ ိုးမာကြီးအဒီဘယ်ဘက်ကရေကန်ကြီးဆိုလို့ရှိရင်အဲ့ဒါကဟိုးတောတောင်တွေပေါ်ကနေပြီးတော့ဂျွာချသမ ्या ကြာသမ ्या ရေတွေကိုသူကအဲ့မှာဟိုလောက်ထားတာအာဘယ်လိုပြောရမလဲတဖက်ပိတ်ဟိုးခုနမြင်ကလေးလှနော်အဲချက်ခနေဖြစ်သွားလို့ဟိုကျွဲကျွဲလေးဆွဲလာတဲ့မြင်ကွင်းဒါပချီဆွဲလို့ကောင်းတဲ့မြင်ကွင်းလေးပေါ့ ီမှာဗျာဒီမှာဒီမှာရေခမ်းဒီမှာ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 အဲ့ဟိုးကနေပြီးတော့တောတောင်ပေါ်နေဆင်းလာတဲ့ဟိုဟာလေးကိုအာသူကခံထားတာဒီလို၆တွေ့တဲ့နေရာမှာဒီလိုရှိကတော်တော်တန်ဖိုးရှိမှာလေဒါကပို့ပြီးတော့ အဲတောတောင်ထဲမှာမှာပို့ပြီးတောတောင်တဲ့နေရာလို့ပြောရမှာပေါ့ကတိနာလေးကတော့ဂျွာဆက်နေနဲ့ပြတ်သွားတယ်တကယ်ဟိုတော်ကြီးတဲ့ကိုဖြတ်သွားတယ်လမ်းလေးဖြစ်သွားတယ်ဒါကဟိုကတတော်ကျိုးဝိုင်းဟိုဘွားလေးချက်ဘွားစာထိုးထားရတယ်ဒီမော်ကွန်စာလို့ခေါ်မလားဂရီးစာလို့ခေါ်မလားဒါတောင်ကြီးလုံးကျိုးဝိုင်းတယ်ဟဲ့အဲကျိုးဝိုင်းဧရိယာလေး ီပါဆိုလဲလုံးဝလွတ်လပ်သောလှပသောမျက်စိတဆုံးမြင်ရသောမြင်ကွင်းများဒီလန်းလေးအခုကျွန်တော်ဒီလန်းအနေနဲ့ချိုးပြီးတော့ခုနတောင်လေးလုံးကိုပဲပြန်ထွက်မှာကိုနေကထွက်တဲ့တောင်လေးလုံးကိုပဲပြန်ထွက်မှာကြည့်ဒီမှာကြည့်အိုးမျက်စိတဆုံးလုံးဝလွတ်လပ်ကျေပြန့်တဲ့မြင်ကွင်းတွေဟိုးမှာစိတ်လေးဆူရှိတယ်ကျွန်တော်ဟိုးပြီးခဲ့တဲ့အခါအဲ့ဒီပြီးခဲ့တဲ့နှစ်နှစ်ဝင်းကျင်လောက်လားအဲ့ဒီလောက်တော့သွားတော့ဒီစိတ်လေးကမပြီးသေးဘူးအခုတော့ပြီးသွားပြီ စိမ့်ညို့နေတဲ့ကွင်းမြင်တွေထက်မှာရွှေရောင်တောက်ပနေတဲ့ဇေဒီနဲ့နောက်ခံမိုးပြရောင်ကောင်းကင်နဲ့အဖြူရောင်တိမ်လေးတွေရဲ့မြင်ကွင်းအာဒါကရွာလေးဒါကကျတော့ရွာလေးတွေပဲရောက်လာပြီမိအော်ဒါခဏပဲဟိုးနေကြခင်းနေတွေ့လား တအားဟိုဓမ္မရိုက်ဝန္ဒနာပါတဲ့သူတွေအဖို့ဟိုဘယ်လိုပြောရမလဲလူလှိမ့်ပြီးရဲလို့ကောင်းမနေရဘူးပေါ့โอเคဒါလည်းညလေးတစ်ခုရောက်ပြန်ပြီ ကျွန်တော်တို့ကအချက်လက်တွေကြားမှာပဲမုန်းကျက်နေကြတဲ့လူတွေသတင်းချက်လက်တွေစီးပွားရေးဆိုင်ရာကိန်းဂဏန်းတွေအစသဖြင့်ဒီလိုလူမျိုးတွေများကြတဲ့အခါကျတော့လေအခုဒီလိုပဲဘာအချက်လက်မှပါပဲဒီလိုရှုကင်းမြင်ကွင်းတသက်ကြည်ရတာလည်းစိတ်အပန်းပြေစေနိုင်မယ်လို့ယူဆပါတယ်ဗျ။ဟိုမှာကျွန်တော်တို့ကခုနပြောတဲ့ဒီလမ်းကိုပြန်ထွက်တာလေရင်းနှီးတောင်ပေါ်စီတီအဲ့ဒါရင်းနှီးကျွာရဲ့တောင်ပေါ်ပေါ့ကျွန်တော်ပြည်သူလမ်းမပေါ်နေကြည့်ရင်မြင်ရတယ်။ရွှေညောင်ကိုမုံဝင်ခင်လေးဘယ်ဘက်ချမ်းမှရှိတယ်လမ်းမကြီးကလှမ်းကြည့်လိုက်ရင်ရင်းနှီးရွာဆိုတာရှိတယ်အဲ့ဒီပေါ်နေလှမ်းကြည့်လိုက်ရင်ဒီတောင်လည်းလှမ်းမြင်ရတယ်ပြည်သူလမ်းမကြီးပေါ်နေ โอเคဒါကကိုထေးဝင်းသွားရေပူဆန်းနဲ့တောင်လေးလုံးရွာတဲ့ကိုစပွဲပြီโอเคတောင်လေးလုံးရောက်ပြီဟိုရှိမှာဆိုလို့ရှိရင်ကျွန်တော်လမ်းဆုံးတော့မယ်ပြောင်စုလမ်းမကြီးကိုပြန်ပေါက်တော့မယ်အခုသွားနေရတွေ့နေရတာပြောင်စုလမ်းမကြီးဘယ်ဘက်ကရွှေညောင်းညာဘက်ကဟဲဟိုโอเคကျွန်တော်တို့ဒီနေရာကိုပြန်ထွက်လာတာဖြစ်ပါတယ်ဗျဒီနေ့မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်အားလုံးပူပင်ကြောင်းကြတော့ကဗျာပရာပေါ့မှခင်းဝေးနိုင်ကြပါစေဗျကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ